ဖျားခင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်။အလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီနေ့လေကျွန်တော်တို့စိတ်ကြကြတော့လေရှုံမပီးနေဆိုရက်ခေါင်းစဉ်လေးနဲ့ပဲဆက်ပြီးတော့မှဆင်ခြင်ဖို့ဖြစ်ပါတယ်။ဆိုတော့ပထမနေ့ကကျွန်တော်ပြောခဲ့တယ်ဆိုတော့ကျွန်တော်ကတော့ episode 1ပေါ့နော်။ဒါမျိုးလေးကျွန်တော်အစီအစဉ်ထားပါဒီနေ့တော့ episode 2ပေါ့နော်။ဒါမျိုးပြီးပေါ့။ဆိုတော့ရောတက်က ထောင်ထဲကိုရောက်သွားပြီမဲ့လေစိတ်တက်ကြစရာဖြစ်ပြီမဲ့သူကစိတ်တက်မကြအောင်အဲသူဖျားသခင်ကိုမျောလင်းနေဖျောက်အာကူရောမှာသူလှုပ်ဆရာရှိတာကိုစူးစားပြီးလှုပ်လှုပ်ဆောင်တဲ့အခါမှာထောင်ထဲမှာထောင်မှုကသူ့အရာရာစီမံခန့်ခွဲရတဲ့အခွင့်ကိုပြီးခဲ့တယ်ဆိုတော့ဒါကျွန်တော်မနေ့တုန်းကဒါတို့လူကဆင်ခြင်ခဲ့တဲ့အရာဖြစ်ပါတယ်ဆိုအဲ့မှာဖြစ်ဖြစ်တကူဖြစ်လာတယ်ဒါကျွန်တော်အားလုံး တည်ပြီးသားဖြစ်ပါတယ်ဆိုတော့ပါရောဘီရဲ့ဒီအစာတောက်တွေကိုစီမံကုကေရတဲ့အာစားတော်နဲ့ဟိုတောက်ဆရာတွေကိုစီမံကုကေရတဲ့အဖလားတော်ဝင်နှစ်ယောက်ရောရောတက်နေတဲ့ထောင်လေးကိုရောက်လာဆိုတော့သူတို့တွေဒီအိမ်မက်မက်ကြတာပေါ့နော်အိမ်မက်မက်ကြတဲ့အခါမှာကျွန်တော်အားလုံးသိပြီးသားပါတယ် အာဒီအိမ်မက်နဲ့တွေပဲသူတို့မသိဘုရားသခင်ကတကယ်တော့အာဒီ sour ဝင်ဖလာဝရဝင်အိမ်မက်ကိုပြီးလိုက်ပြီးတော့မှရောတက်ကပြန်ပြီးတော့အဲ့ဒါကိုအ내ပြန်ဖို့ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးတယ်ဘုရားသခင်မျက်နှာသာပြီးလို့ရှိရင်အဲ့ဒီလိုဟိုလုတ်ပြီးတယ်ဆိုတာတွေ့ရတယ်เนาะအဲ့ဒါမျိုးလေးဒါထောင်ထဲမှာ ယောသက်ကိုဖခင်ကဖော်ပြတဲ့အတိုင်းပြန်ပြောပြတဲ့အခါမှာစာရုံကအာသုံးရမြောက်တနေ့မှာတခါလေကိုမျက်ခံရတယ်စီရင်ချင်းခံလိုက်ရတယ်ဖလားတော်ဝန်ကကြတော့ဟိုပြန်ပြီးတော့မှလွတ်မြောက်ပြီးတော့မှအရင်နေရပြန်ရသွားတယ်ဗောနော်ဒါယောသက်ပြောတဲ့အတိုင်းပဲယောသက်ကလည်းဖခင်သခင်ပြောတာကိုပြောတာဗောနော်ဒါမျိုးပြောတာအဲ့ဒီမှာတစ်ချက်ဒီကျွန်တော်တွေ့ရတဲ့အရာလေး ီးတော့ယောသက်ကအနတ်အဓိပ္ပာယ်ကိုပြောပြီးတာနဲ့ယောသက်ကဘာပြောလဲဆိုတော့ကပောက်ချံခန်းကြီး40ငွေ74 75မှာတင်းဒီချမ်းသာရတော့ကကျွန်ုပ်ကိုအောင်းမေး၍ဂျေစုပြုပါလော့ဖာရောပြင်ကိုရှောက်၍ကျွန်ုပ်ကိုဤအိမ်မှနှုတ်ယူပါအကယ်စင်စေကျွန်ုပ်ကိုဟေပြေးပြီမှခိုးယူခေကြ၏ဤပြီမှလည်းကျွန်ုပ်၌အပြစ်မရှိဘဲ ထောင်ထဲမှာလောင်ထားကြသည်ဟုဆိုလေ။ဘုရားဘာဟုသတိလိုက်လေဆိုတော့ယောသက်ကဒီမှာမင်းလွတ်သွားလို့ရှိရင်ငါ့ကိုတတိယပြီးတော့မှပြန်ပြီးကျေးဇူးပြုပြီးငါငါ့ကိုလှုပ်ပြီးပါဖာရောဘီယံကိုရှောက်၍ကျွန်ုပ်ဤအိမ်မှနှုတ်ယူပါ ်အေးမနှုတ်ယူပါဆိုတော့ခုနပြောတဲ့ထောင်ထဲကနေပြန်ပြီးတော့မှခေါ်ထုတ်ခိုင်းနေပြီးတော့မှဟိုသူ့သူ့ရဲ့အခြေအနေလေးတွေကိုပြီးတော့သူထောင်ထဲကိုဝင်လာတာအပြစ်မရှိဘဲနဲ့သူဝင်လာရတယ်ပေါ့ဆိုတော့ဒါဒီအကုန်လုံးသူဘသူ့ကိုရင်ဖွင့်လိုက်လေဆိုတော့ခုနပြောတဲ့ဖလားတော်ကိုသူရင်ဖွင့်လိုက်တယ်ဆိုတော့တွေ့ရတယ်အဲပြီးတော့မှငေါ့ကဲပါကွာငေါ့ကျေးဇူးပြုပါကွာဆိုပြီးတော့မှလူသွားပြီးတော့မှ သနာခံလိုက်တယ်ဆိုတဲ့အရာလေးတစ်ချက်ကိုတွေ့ရတယ်ဆိုတော့ဒါလည်းအာချစ်တက်တယ်ပေါ့နော်ဒါလည်းဖြစ်နိုင်ပါတယ်ဆိုတော့လူကကိုကိုရမဲ့ဒိတ်ပင်မရှိဘဲနဲ့သူ့တက်တာကိုကြည့်လို့ရှင်လေအိုးတော်တော်လေးဖာရော sorry spotify ရဲ့အိမ်မှာဟိုတကယ်ပဲသူများအာကောင်းကောင်းမွန်မွန်နဲ့သူအုတ်ချုပ်ပြီးတော့ဥစ္စာလေးတိုးပွားလာတဲ့အခါကျတော့မှမာနက်ကလာပြီးတော့ဖြက်စီးတဲ့အခါမှာ ဟိုထောင်လေးကိုပြန်ကြတဲ့ခါမှာခုနပြောသလိုပဲစိတ်တက်တော့ကြာမှာပဲစိတ်တက်ကြာပြီးတော့စိတ်ပြေဒါပေမဲ့ तू ကဟိုစူးစားတာဗောနော်ဘာဖြစ်ဖြတ်သခင်ကိုပဲအာကိုစူးစားတဲ့ခါမှာတိုင်းဆိုဖြတ်သခင်ကထပ်ပြီးတော့အခွင့်အရေးပေးလိုက်တဲ့ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒါလေဖြတ်သခင်ပေးလိုက်တဲ့အခွင့်အရေးတခုပဲအဲ့ဒီထောင်လေးကနေဖြတ်သခင်နောက်ထပ်တစ်ဆင့်ထပ်ပို့မယ်ရပဲဒါကကျွန်တော်ဇလန်ကိုတည်ထားတော့ဒါကျွန်တော်ပြောလို့ရတယ်ယောသက်ကြတော့ဒါကဟိုဖြတ်သခင်သူ့ ြောတဲ့အရာတည်ကြဖြစ်မယ်ဆိုတော့သူလုံးဝစိတ်ချသိပြီတာအဲ့ဒီပုံမှာယောသက်ကဖခင်အပေါ်မှာယုံကြည်စိတ်ချတဲ့အရာတော့လုံးဝဟိုရှော့လို့မရသူ့ရဲ့ယုံကြည်ခြင်းကတော့အဲ့ဒီမှာရက်တည်ထားတယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့သူတစ်ချက်ပဲဘာလို့လဲဆိုလို့ရှိရင်လူကိုသွားပြီးအာလူကိုသွားပြီးမှယင်ဖွင့်လိုက်မိတဲ့အရာဒါလေးတစ်ခုတော့ကျွန်တော်သင်ခန်းစာယူစရာအကြောင်းရှိတယ်ဆိုတော့တွေ့ရတယ် လူအားကိုးတဲ့အခါမှာဒါတကယ်လွတ်သွားပါတယ်နော်ဖလားတော့ဘုံကတကယ်လွတ်သွားတယ်ငွေ23မှာသို့တော်လေဖလားတော့ဘုံဒီရောသက်ကိုမအောင်မိပဲမိရွေနေလီလူဆိုအိမ်မက်မက်တုံးကတော့ရောသက်ကိုအကူတကြီးနဲ့သွားမေးကြတယ်ရောသက်ပြန်ပြောတဲ့အခါမှာနားတော့ထောင်းလိုက်တယ် တကယ်တမ်းလွတ်လေလွတ်သွားအောင်ဘာမှပြင်ပြီးတော့မှရောတက်ကိုပြန်မကြည့်ဘူးဆိုတော့တွေ့ရတယ်ဆိုတော့ဒါလေးကိုကျွန်တော်ဆင်ကျင်တဲ့အခါမှာကျွန်တော်အသက်တာထဲမှာတကယ်အောက်ဆုံးကိုရောက်သွားတဲ့အချိန်စိတ်တဲ့ကြတဲ့အချိန်ဟာကျွန်တော်တတိယရတဲ့သူရှိတယ်ဟောသူတို့တတိယပြီးမှသူတို့ကျွန်တော်တို့အားကိုးခြင်းနဲ့စိတ်ရှိတယ် ဲ့လိုလူပုံကူတွေပေါ့နော်သွားပြီးမှအာကိုပြီးမှညှို့လင့်တကြီးနဲ့သွားပြီးတော့မှပြုံးလိုက်ခါမှတခါကြီးသူတို့ကျွန်တော်တို့ပြန်ပြီးတုံ့ပြန်လိုက်တဲ့အရာတွေကကျွန်တော်ဘာဖြစ်သွားနိုင်လဲဆိုလို့ရှိရင်လုံးဝပုံစိတ်တကြစိတ်ပြတ်သွားစရာအကြောင်းဖြစ်သွားနိုင်တယ်အဲ့ဒါသတိထားရမယ်ယောသက်ကလည်းဒီဖလားတော်ဘုံကလွတ်သွားတဲ့အခါမှာသူညှော်လင်းနေမိလိမ့်မယ်ဘုံကဘယ်လိုလာကြင်လဲ ငါ့ကိုဘယ်တော့လာကင်မလဲဆိုပြီးတော့မှညှော်လင်းနေလိ။အဲ့ဘလောက်ကြာသွားလဲဆိုနှစ်နှစ်တောင်ကြာသွားတယ်လို့ပြောတာ။နှစ်နှစ်ကြာပြီးတော့မှဖျက်သခင်ကလုံလောက်တာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဖျက်သခင်ကဘာဖြစ်စေခြင်းလဲဆိုလို့ရှိရင်ဖျက်သခင်ဒီအာအချိန်နဲ့ပေါ့တိုင်မင်လေးနဲ့လုံလောက်တယ်ဖေဟာဖြစ်တယ်ဆိုတာတွေ့ရတယ်။အဲ့ဒီဖရာရဲ့တိုင်ပင်နဲ့ဖရာသခင်လှုပ်ဆောင်တဲ့အရာပေါ်မှာကျွန်တော်ကဘာလို့တော့တက်ရမလဲဆိုလို့ရှိရင အသားလေးစီးမျောပြီးတော့မှလိုက်သွားတက်ဖို့လေလိုအပ်တယ်။ဆိုတော့နှုတ်ဘက်တော့တစ်ချက်သွားပြီးတော့မှဆင်ရှင်မိပါလား။ဒါကယေရမိနာဂတိကျမ်းခန်းကြီး18မှာဒီအကြောင်းအရာလေးကိုကျွန်တော်တို့တွေ့ရပါတယ်။ကျွန်တော်အားလုံးလည်းဆင်ရှင်ပူးရဲ့အရာလေးဖြစ်မှာပါ။ယေရမိခန်းကြီး18ယေရမိနာဂတိကျမ်းခန်းကြီး18ငွေ9မှာသာရဖျာမိန်တော်မူဒီကား လူကိုကူးစား၍လူတတော်ကိုအမိပြုသည်ဖြင့်စိတ်နှလုံးထဲ၌သရဖျားထံတော်မှထွက်သွားသောသူသည်ကျိန်အပ်သောသူဖြစ်ထိုသူသည်လွင်ပြင်၌ရှိသောတစ်ပင်ကြောက်ကဲ့သို့ဖြစ်၍ကောင်းကျိုးရောက်ကြောင်းကိုမသိရဘေသူမြမနေအဘေသူမြမနေသောစားမည်သွေးချောက်သောလွင်ပြင်၌နေရလိမ့်မည်ဆိုတာက တတိထားစရာအကြောင်းခုနပြောသလိုတက်တာထဲမှာကျွန်တော်စိတ်တက်ကြစရာစိတ်ပြစရာတွေ့ကြုံတဲ့အခါမှာလူကမြင်နေရတဲ့အရာကိုအာကူတက်တယ်မြင်ရတဲ့အရာပေါ်မှာနှိခူတက်တယ်အဲ့ဒါကျွန်တော်တို့လူတွေရဲ့တဘာဝပဲလူတွေမှာငွေကလေးကပါလာတဲ့အကျင့်ပဲဖြစ်တယ်ဆိုတော့တွေ့ရ ဆိုအဲ့လိုတဲ့လူကိုအာကူပြီးတော့မှကျွန်တော်ရဲ့စိတ်နှလုံးထဲမှာအရင်ကဖះကိုအာကူနေတဲ့အချိန်ကနေမှလူတော့အာကူမိလိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်နိုင်လဲဆိုလို့ရှိရင်တဲ့ချိန်အပ်တော့သူဖြစ်တယ်အရင်ကဖះကိုအာကူတယ်နော်ပြီးတော့မှလူအာကူမိပြီဆိုလို့ရှိရင်တော့ ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်ကျိန်အပ်တော်သူဆိုလို့ရှိရင်ပြောချင်တာကဟိုဖခင်မျက်နှာလွှဲခြင်းခံရတဲ့သဘောမျိုးလို့ပြောလို့ရတယ်။နောက်ဒါကိုကျွန်တော်နားလေရတယ်။ဘာဆက်ပြောလဲလွင်ပြင်၌ရှိသောတပ်ပင်ချောက်ကဲ့သို့ဖြစ်၍ကောင်းကျူးရောက်ကြောင်းကိုမသိရ။သဘောက၆ကသူ့တက်တာက ိတ်ချပြီးတော့မှနေရနိုင်တယ်။ဘာမှရှိဘူးလေဆိုလို့ရှိရင်ကောင်းကျိုးရောက်ချောင်းကိုမသိရဘူး။ဆိုအဲ့ဒါတော်တော်လေးစိတ်ပျက်စရာအကြောင်းဖြစ်ပါတယ်။သူ့ရဲ့အသက်တာထဲမှာလူအားကိုးပြီးတော့မှသွားတဲ့အတွက်ကြောင့်မလို့လုံးလုံးစီဖခင်သခင်သူ့ကိုမျက်နှာသာပြီးပြီးကောင်းတာလှုပ်ပြီးထားတဲ့အရာကိုသူမမြင်တော့တဲ့အခြေအနေမျိုးလေဖြစ်သွားနိုင် အကြောက်ရရကောင်းတယ်တကယ်တော့ယောသက်ကပိုတိဖာအိမ်မှာပဲဖြစ်ဖြစ်ကိုအောက်ချီရနေစတက်လာတဲ့ကောင်ဘုရားသခင်ကောင်းကြီးပေးလာတာကိုအထွတ်ထိပ်ကိုရောက်သွားတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာဖခင်ကိုချစ်တဲ့စိတ်ပေါ်မှာယက်တီတဲ့ကြောင့်ထောင်လေးကိုရောက်သွားတယ်ထောင်မှုကမျက်နှာသာပြီးချင်းထက်ခံရတယ်ဒါဖခင်ကြောင့်ပဲသူကိုယ်တိုင်လည်းကြိုးစားအထောက်အမှုရှိပါတယ်အဲ့ဒီလိုလုံနေရင်းနဲ့မှ ဖလားတော်ဝန်အာကိုမိလိုက်တဲ့အတွက်ကြောင့်မလို့ခုနကပြောသူဖလားတော်ဝန်ကိုညှို့လိနေမိလို့ဘာလို့သူရင်ဖွင့်နေအရာလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဆိုငါမတရားခံရတာကွာထောင်ထဲကိုရောက်လာတာလေငါတကယ်တော့ဟီပြဲလူမျိုးပါဟိုကနေလဲငါရောင်းစားခံလာရတာကျောင်းောက်ဒီနေရာနေကယ်ပြီးပါဆိုတော့သူတွားပြီးတော့မှပြိုးပြတဲ့အရာလူမျိုးလင်းနေတဲ့အခါမှာ ခူမာကသူ့မိသွားပြီအဲ့ခါမှာအဲ့ဒီနေ့ရက်ကာလကခုနပြောတဲ့စိန်အပ်တော်အရာဖြစ်တယ်ဆိုတာသူအဲ့ဒါကိုလည်းနားလဲစီခြင်းတယ်တကယ်တော့ဖျံသခင်ကသူရှိတဲ့နေရာမှာကိုကောင်းကြီးပေးနေတာသူရှိတဲ့နေရာမှာကိုညနေတာပေးနေတာဒါကိုသူတတိမထားမိတော့တဲ့ခါမှာသူနေ့ရက်ကာလဟို မာရွေးနဲ့မျောလင့်ခြင်းဖြစ်နေတယ်ဆိုတာကိုပြရတယ်။အဲ့ဒီနေ့ရက်တည်းကကျိန်အပ်တော်နေ့ရက်ပဲ။ဖယားသခင်ကောင်းကြီးပေးထားတဲ့အရာမမြင်ရတော့တဲ့အရာဖြစ်တယ်။ဒါကြောင့်သူကဘာနဲ့တင်စားလဲဆိုတော့ကောင်းတဲ့အရာဖယားလုတ်ပေးနေရဲ့ဒါနဲ့အဲ့ဒီကောင်းကျိုးရောက်ချောင်းကိုမသိရရင်းပြေးမှာရှိနေတဲ့တစ်ပင်ကြောက်ခဲ့သူပဲဖြစ်တယ်ဆိုတော့နားလဲရဒါကြောင့် ကျုံးတက်တာထဲမှာစိတ်တကြစိတ်ပြည့်စရာအကြောင်းတွေရှိပါလိမ့်မယ်ကျွန်တော်တို့လူကိုအာမကိုမိဖို့အရေးကြီးတယ်လူကိုမမျော်လင့်မိဖို့အရေးကြီးတယ်ကျွန်တော်ကမြင်ရတဲ့အရာကိုအာကိုလို့မရဘူးမွေဦးလည်းအာကိုလို့မရဘူးကျွန်တော်တို့ရဲ့ပညာကိုလည်းအာကိုလို့မရဘူးကျွန်တော်တို့ရဲ့ဂုဏ်ဒီဒရစ်တွေကိုလည်းအာကိုလို့မရဘူးကျွန်တော်တို့ယုံကြည်ရတဲ့လူတွေ ကျွန်တော်အာကိုထိုက်တဲ့သူတွေကိုလည်းအာကိုလို့မရဘူးညှို့လို့လို့မရဘူးကျွန်တော်ဘသူ့ကိုပဲအာကိုရမယ်ဆိုလို့ရှိရင်သာဝဖျားကိုပဲအာကိုရမယ်အဲ့ဒါအရေးကြီးပါတယ်အောက်မှာဆက်ပြောရတာငွေခုနှစ်မှာသာဝဖျားကိုကိုးစားသောသူသာဝဖျားကိုမိမိကိုးစားရအကြောင်းဖြစ်စီသောသူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်သောသူ ဖြစ်၏ထိုသူသည်ကယေရှုသောအရ၌စိုက်၍မျက်နာမှအမြင့်ဖြာသည်ဖြင့်ပူသောအရှိန်ရောက်ကြောင်းကိုမတိရအရွက်မညှိုးနှံမိုးခေါင်သောကာလ၌စိုးရင်စရာမရှိဘဲအစင်အမြင့်အသီးကိုတိတက်သောအပင်နှင့်တူ၏အရင်ခွန်အားရရဖျားသခင်ကိုအားကိုးတဲ့ သူဖြစ်တယ်ဆိုလို့ရှိရင်ဘာလို့ဖြစ်မလဲဆိုလို့ရှိရင်ကောင်းကြီးကိုခံရတဲ့သူဖြစ်တယ်နောက်တစ်ခုကဒီမြစ်ဘေးနားမှာစိုက်နေတဲ့တစ်ပင်နဲ့တူတယ်လို့ပြောတာအပူရှိန်ရှိပြောချင်တာကပူလောင်စီတဲ့အရာဖိအားတွေအဲ့ဒီအပင်ပေါ်မှာကြာရောက်တယ်ဒါကျွန်တော်တို့အပင်ရဲ့သဘောတရားကိုကျွန်တော်သိမိတာပါ အပြင်ဒီနေရောင်ကြီးပြီးတော့မှစုပ်ယူထားတဲ့ရေအမြစ်ကနေစုပ်ထားတဲ့ရေဒီနှစ်ခုပေါင်းပြီးတော့မှအစာချက်ပြီးတော့မှသူ့ရဲ့အကိုင်းခက်တွေကိုဖြန့်ဝေတယ်သူ့ရဲ့အမြစ်ကရေမှာတည်ရှိနေတဲ့အတွက်ကြောင့်မလို့ရေဓာတ်ကိုကောင်းကောင်းရတဲ့အတွက်ကြောင့်မလို့ကြိုက်တဲ့အပူချိန်ပြင်းပြင်းလာခဲ့အောက်မှာစုပ်ထားတဲ့ရေနဲ့ပေါင်းလိုက်တဲ့အခါမှာဒါ အဆောက်ချက်လိုက်ခြင်းအပြင်တပင်လုံးပြန့်နှံ့ပြီးတော့မှအကောင်းဆုံးအစာကိုပြီးနိုင်တဲ့အခါမှာအဲ့ဒီအပင်ဒီတကယ်ပဲစိမ့်လန်းစုပြေးပြီးတော့မှအရန်ခုနဒီနှုတ်ဘက်တော်တွေမှာပြောပြထားတယ်အရန်ကောင်းတဲ့အပင်အသီးသီးနိုင်တဲ့အပင်အရက်ဘေတော့မှညှိုးနှွမ်းသွားတာမျိုးမရှိတဲ့အပင်ဖြစ်သွားတာတော့ဘာနဲ့တူလဲအဲ့အပူရှိန်ကို အောက်ကရည်တက်နဲ့ပေါင်းပြီးတော့မှအကျိုးရှိအောင်ချက်ပလိုက်တာဒုက္ခအခက်ခဲပြဿနာတွေကိုလေကျွန်တော်တို့အသက်တာထဲမှာဖះရနဲ့အဆက်တွေယူပြီးတော့ဖះပြီးတဲ့ခွန်အားနဲ့ဖះရဲ့မဆာခြင်းဖះရဲ့မျက်နှာသာမျက်နှာသာပြီးခြင်းအဖြစ်ကျွန်တော်တို့ပေါင်းလိုက်တဲ့အခါမှာအဲ့ဒုက္ခအခက်ခဲပြဿနာတွေကကျွန်တော်တို့အတွက်ထမြောက်မယ်လမ်းကျွန်တော်တက်သွားမယ်လေကားတိတ်တိဖြစ်သွားတယ်ဆိုတာ ါကိုသူကပြောချင်တာဖြစ်တယ်ဆိုတာတွေ့ရတယ်ပူတော့အရှင်ယောက်ျောင်းကိုမသိအရွက်မညှုံးနှံမိုးခေါင်သောကာလ၌စိုးရင်စရာမရှိပဲအစင်မြင်းအသီးကိုတိတက်သောအပြင်နဲ့တူ၏ဆိုအခုနပြောတဲ့မိုးခေါင်လို့ရှိရင်တော့ဒီမြစ်ကရှိနေတဲ့အတွက်သူကအာပတ်ဝန်းကျင်မှာကြာလာမယ်သူ့ပန့်ဘူးပြီးမယ် ရေမရှိတာတော့မှ तू ကမြင့်ဘေးနားမှာရှိနေတဲ့အတွက်တဘောကအာကိုးတဲ့ तू ကဖျားပဲကျန်တဲ့မြင်နေရတဲ့လူတွေမဟုတ်ဘူးမိုးဆိုတာကြောင့်မိုးခေါင်နေပြီမြင်နေရတဲ့သူတွေကတကယ်တော့ခုနကပြောတဲ့မိုးနဲ့တူတာပေါ့မြင့်ဆိုတာကကြတော့ခုနကဖျားနေတူကျွန်းတက်တာတွေမှာကျွန်တော်ဖတ်တွေ့ထားရမယ်ကျွန်တော်မှီကူထားရမယ်ကျွန်တော်ကူစားရမယ်ကျွန်တော်တကယ်ပဲအားကိုးရမှာ ရားပဲဖယားကိုကျွန်တော်အသက်တာထဲမှာမှီခိုထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပူတယ်ဆိုတာမရှိရဘူးပြီးတော့မှခုနပြောတဲ့အမြင်အသိကိုတီးတက်တဲ့အပင်နဲ့တူလိမ့်မယ်ဆိုတာကိုတွေ့ရရောတက်လေဒါနှစ်နှစ်လောက်တင်ယူလိုက်ရတာဖြစ်လိမ့်မယ်နော်ဒါတို့ခုနပြောတဲ့ဒီကပောက်ချန်းခန်းကြီး၄၀ဆိုတာ၄၁ရောက်လာတာထို့နောက်နှစ်နှစ်လွန်သောအခါ ဖာရောမင်းဒီအိမ်မက်ကိုညင်ဒီကနှစ်နှစ်လောက်နှစ်နှစ်လောက်ဂျောတက်ကဒီအခြေအနေမှာခုနလူမျောလင်းပြီးတော့မှသူ့ကေဖို့အတွက်ပြောတဲ့အရာကသူလည်းတော်တော်စောင့်ယူလိုက်ရမှာဖြစ်တယ်။နော်ဒါဒီဒီဒီနေ့ရဲ့ကာလတွေဟိုငါ့ကိုလာမခေါ်သေးဘူးလား။ဟာဒီလူကွာငါ့ကိုမခေါ်ဘူး။စသည်မဲ့ဒါတွေးကြည့်ရပါ။အဲ့သူဟောကွာအဲအဲ့လိုမျိုးပေါ့နော်။ဟို လူသွားအကူမိတဲ့အခါမှာလူသွားမျှော်လင့်မိတဲ့အခါမှာအတခါကြီးစိတ်တက်ကြသွားတာလည်းဖြစ်နိုင်တယ်ဒေါသထွက်တာလည်းဖြစ်နိုင်တယ်ပြီးတော့မှအားမလို့အမေငါဘာလို့သူ့ကိုသွားပြောမိတာလဲဒါမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့ဘုရားသခင်စီကိုပြန်ပြီးတော့မှ sorry ကိုတော့ကျွန်တော်တောင်းပန်ပါတယ်ကိုတော့ထန်တော့ကျွန်တော်ပြန်လာပါတယ်ဆိုတဲ့အချိန်တိုင်းဖြစ်သွားနိုင်တယ်ပြီးတော့မှကွတိပဲဒါဘုရားသခင်ရဲ့ timing ဆိုတော့ခုနပြောတဲ့ဥစ္စာဒီအချိန်ရောက်လာတဲ့အခါမှာ ဖာရောမင်းအိမ်မက်မက်တယ်ဒါဆိုတော့အလုံးသိပြီးသားပဲဆိုဖာရောမင်းကအိမ်မက်မက်တယ်ခုနှစ်နှစ်ပိုးမင်းခုနှစ်နှစ်မှာမူးခေါင်မင်းပိုးတဲ့အချိန်မှာဒါကဟိုဒါအိမ်မက်အနက်တီနဲ့ပိုးလာတာစပန်နန်နော်စပန်နန်ခုနှစ်နှစ်အော်ဝါတာတုပ်ကြီးကြီးနောက်တစ်စပန်နန်ပင်ပင်လေးကြီးခုနှစ်နှစ်ပင်ပင်လေးကြီးက ် over တတုပ်ယူ supply တွေဘာလို့မင်းနိုးလာတယ်နောက်တစ်ခါနွားဆို over တတုပ်ကြီးခုနကောင်ပင်ပင်လေးခုနကောင်ပင်ပင်လေးခုနကောင်ထပ်ပြီးမှနွား over တတုပ်ကြီးခုနကောင် supply တွေတိုင်းမှာရှိတဲ့သူတွေပြောတော့ဒီအနက်ကိုဖွင့်ပြပါဆိုတော့ဘူးမဖွင့်နိုင်အဲ့ကြတော့မှဖလားတော့ဝါတတိယပြီကျွန်တော်ထောင်ထဲမှာဒီလိုရှိတယ်ရှင်မင်းကြီးဆိုတော့ ကခေါ်ခဲ့လို့ပြောတဲ့အခါမှာအဲ့မှာပြောပြတာဒါကျွန်တော်ဟာပြင်းတော့မဟုတ်ဘူးကျွန်တော်ဖျားသခင်ကျွန်တော်ဖော်ပြတဲ့အခါမှာကျွန်တော်ဒါကိုရှင်မကြီးကိုပြောပြမယ်ရောသက်ကိုဖျားအဲ့မှာဖော်ပြတဲ့အခါမှာဒါသူ့ရဲ့စုကျေးဇူးကိုပြောပြခုနှစ်နှစ်အရန်ပိုးကြွားရမယ်အခုတို့မှာခုနှစ်နှစ်အရန်မိုးခေါင်မယ်အရန်မိုးခေါင်တဲ့ခုနှစ်နှစ်ကပြင်းထန်တဲ့အတွက်ပထမ ပိုးကျွေးွားတဲ့ဥစ္စာကိုဘာမှမသိတော့တဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်။ဒါကြောင့်ရှင်မင်းကြီးပိုးကျွေးွားတဲ့အချိန်မှာတေချာစုဆောင်းထားပြီးတော့မှအယံမိုးခေါင်ကြီးရှားပြီးတော့မှဆင်းရဲတဲ့အချိန်မှာဒါတွေကိုပြန်ပြီးတော့မှကျွေးမှုရဲဆိုလို့ရှိရင်တို့ဒီအေဂရုတိုင်းပြည်အီဂျစ်အင်ပါယာတစ်ခုလုံးကိုကျွန်တော်ကဲတင်နိုင်မယ်။ဒါသူနဲ့တင့်တော်တဲ့စီမံခန့်ခွဲနိုင်တဲ့သူကို ရှင်မင်းကြီးခံထားပါလို့ပြောတဲ့အခါမှာရှင်မင်းအရန်သဘောကျသွားတယ်ဖာရောဘီအရန်သဘောကျသွားတဲ့အခါမှာဆိုသူချီကျူးတယ်ဒါမင်းဖယားကဉာဏ်ပညာပေးတယ်ဒါလေးချက်သဘောကျခန်းကြီး47ဆိုတော့ငွေ38မှာဖာရောမင်းကဖယားသခင်၏ဝိညာဉ်တော်ကိုရာ၍ဤကဲ့သို့သောသူကိုအပေမှာရှား၍တွေ့မြင်နည်းဟု ကျွန်တော်မျိုးတို့အားမိန်တော်မူ၏ပြီးတော့မှယောသက်ကိုချီးကျူးတဲ့စကားပြောတယ်ဒါလေးကျွန်တော်ဆက်ဖတ်ကြည့်မယ်နော်ယောသက်အားလည်းဖျားသခင်သည်ဤမှုလုံးစုံတို့ကိုတင့်အားဖြင့်တင့်အားပြတော်မူသည်ဖြစ်၍တင့်ကဲ့သို့ဉာဏ်ပညာနှင့်ပြည့်စုံတော်သူမရှိတင့်သည်နန်းတော်အုပ်ဖြစ်ရမည်တင့်၏စကားအတိုင်း ငါဤပြည်သားအပေါင်းတို့ကိုငါစီရင်မည်ယာဇပလင်အားဖြင့်သာငါသည်တင့်ထက်ကြီးမြတ်မည်ဟုမိန့်တော်မူ၏ဆိုတော့ဒါ၄အကုန်လုံးကျွန်တော်သိပြီးသားပါမင်းနန်းတော်မှာအုပ်ချုပ်တဲ့သူဖြစ်ရမယ်ယာဒူးအားဖြင့်မင်းငါကရှင်ပြေနေရမှာငါနေမယ်ဆိုရွတ်တဲ့ကိုပထမအ우ဆုံးဖျက်ခင်ပေးထားတဲ့နှုတ်ကပတ်တော်ယူပါရောဒီမှာလာပြည့်စုံပြီ ငယ်57မှာတဖန်ကြည့်ပါအဲ့ဂရုပြည်တပီလုံးကိုတင်အုပ်ဆိုးစီခြင်းကငါခန့်တားပြီဟူယောသက်အားမိန့်တော်မူရဲ့လက်စွပ်တော်ကိုချွ့၍ယောသက်လက်၌စွပ်စီတော်မူ၏ပိတ်ချောဝုကိုလည်းဝုစီလေပင်၌ရွှေစလေကိုဆွဲပြီးလင်ဒုတိယယထာတော်ကိုစီးစီတော်မူ၏ပြက်ဝုတ်၍နေကြဟုသူရှိမှဟေ့ကြ၏ထို့သို့လင်အဲ့ဂရုပြည်တပီလုံးကိုအုပ်ဆိုးစီတော်မူ၏ ဆိုတော့ဒါဖျားသခင်ယောသက်ကိုပြီးထားတဲ့ယူပါယုံဟာဒီမှာပြည့်စုံတယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဒါကျွန်တော်တို့ဟိုအသက်တာထဲမှာဖျားသခင်ပို့လိုက်တဲ့နောက်ဆုံးလမ်းကြောင်းဆိုတာတွေ့ရတယ်။ယောသက်အသက်တာထဲမှာကျွန်တော်ခွန်အားယူအတူယူရမယ့်ဥစ္စာအများကြီးပဲတွေ့ရတယ်။သူစိတ်တက်ကြတယ်နော်စိတ်ပြတ်တယ်နော်ဒါပေမဲ့သူတက်တာဟာ ဆုံးရှုံးခြင်းမရဘူး။ तू ဘယ်တော့မှအရှုံးမပေးခဲ့ဘူး။ဒါပေမဲ့ခုနပြောတဲ့တစ်ချက်လေးပဲ။ तू လူကိုအားကိုးမိလိုက်တဲ့အခါမှာတော့ तू နှစ်နှစ်လောက်ဒါတော်တော်လေး तू ဟိုထဲမှာဝန်းနေချင်းနဲ့တွားနိုင်တယ်။ကျောင်းတက်တာထဲမှာလည်းဒီလိုစိတ်တကြစိတ်ပြတ်တဲ့အချိန်မှာတတိထားရမှာကျွန်တော်လူကိုအားကိုးလို့လုံးဝမရပါဘူး။မမြင်ရတဲ့ဖျား ရှုံကြည်ဖို့လိုအသက်ရှင်နေဖေရမမြင်ရပါဘူးစိတ်ချဖို့လိုခီခိုးဖို့အတွက်လိုအပ်တယ်ဆိုတာတွေ့ရတယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီလိုအော်စိတ်တက်ကြစိတ်ပျက်စီခဲ့တဲ့အကြောင်းအရာတွေကဘာတွေဖြစ်လာလဲဆိုလို့ရှိရင်အချိန်တန်ကြလို့ရှိရင်ကျွန်တော်တို့အရင်အသုံးတည့်တဲ့အရာတွေဖြစ်သွားတယ်ဆိုတာရောသက်ရဲ့အသက်တာအပြင်ကျွန်တော်နားလေရတယ် ဘောင်နားလေရလဲဆိုလို့ရှိရင်ရောတက်ကဒီတိုင်းပြည်ကိုစီမံအုပ်ချုပ်တဲ့အခါမှာသူကဟီပြဲလူမျိုးဖြစ်တဲ့တွေ့ဟီပြဲလူမျိုးတွေစားတောက်တဲ့အရာကိုကောင်းကောင်းနားလေပြီးတော့သူကကျွန်ဘွားကိုရောက်သွားတဲ့အတွက်အေဂုတုပြည်မှာရှိနေတဲ့ကျွန်လူတန်းစားတွေရဲ့စားတောက်မဲ့အရာတွေသူကိုယ်ရင်စားတောက်ပြီးဖြတ်တန်းလာတယ်ပြီးတော့မှသူတဆင့်မိတဆင့်တက်လာပြီးတော့မှအရာရှိ လူရီရဲ့ paro sorry အာ body fire ရဲ့အိမ်မှာအိမ်အုပ်နေမှာလုပ်ခဲ့တဲ့အတွက်ကြောင့်မို့အဲ့ဒီအဆင့်တန်းမှာရှိနေတဲ့သူရီရဲ့အစားအသောက်အမိထိုင်အကုန်လုံးသူတီးခဲ့တယ်ပြီးတော့လေထောင်ထဲကိုသူရောက်သွားတဲ့အတွက်ကြောင့်မို့ထောင်သားတွေရဲ့စားသောက်ရတဲ့အခြေအနေအကုန်လုံးလည်းသူတီးသွားတယ်ဒါတွေအကုန်လုံးကသူတင်ရတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်အချိန်တန်လို့ဖျားခန့်လို့သူဒီ ဒီ inventory တခုလုံးကိုသူကအုပ်ချုပ်ရတဲ့အချိန်မှာမိုးဒီဒီပိုးများတဲ့ရာသီဥတုကောင်းတဲ့ခုနှစ်နှစ်မှာသူအကုန်လုံးစုဆောင်ထားတဲ့အခါမှာသူတေချာလေးစီမံခန့်ခွဲပြီးစုဆောင်လို့ရတယ်။ပြန်ပေးတဲ့အချိန်မှာလေခုနပြောသလိုသူ့အစာဟာရနဲ့တင့်တော်တဲ့ရောက်သူကိုယ်တိုင်အကုန်လုံးပြန်ပြီးပေးနိုင်တယ်။ကောင်းကောင်းသူ manage လုပ်နိုင်တယ်ဆိုတာတွေ့ရတယ်။ဒါတွေအားလုံးဒီ ဖះကယောသက်ကိုတင်ပေးလိုက်တဲ့အရာလက်တွေ့အသက်တာထဲမှာဟို training ပေးတဲ့အရာဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်ဒါကြောင့်အဆုံးသက်သွားတဲ့အခါမှာဒါကဖះပြောထားတဲ့အတိုင်းယောသက်ဒီသူများရဲ့အာဒီအယူတည်ပြီးခြင်းကိုခံရတယ်ဆိုတာကိုနှုတ်ကွက်တော်ထဲမှာတွေ့ရဖះစကားကဘယ်တော့မှပျက်စီးသွားကြအောင်မရှိပါ ကျွန်တော်အသက်တာတွေမှာအမြဲတမ်းပြည့်စုံစီတယ်ဆိုတာကိုနားလည်ရပါတယ်။ဒါကြောင့်စိတ်တကြစိတ်ပြတ်တယ်။ဒါမှကျွန်တော်အရှုံးမပေးပါနဲ့။တတိထားစရာတကူပါ။ဘယ်တော့မှလူကိုအာမကိုမိပါစေနဲ့။ဆိုတော့မမြင်ရတဲ့အသက်ရှင်တဲ့နတ်ဝိညာဉ်ဖျားဖြစ်တဲ့ကျွန်တော်တို့ကိုးကွယ်တဲ့သာရဖျားကိုပဲကျွန်တော်အားကိုးရဆိုရှင်အချိန်တန်ကြလို့ရှင်ဖျားကကျွန်တော်တက်တည်ထူမယ်ကျွန်တော်တို့ကမျက်နာမှာစိုက်ပြီးတော့မှာ အပူရှိန်ယောက်ျောင်းကိုမတိရပဲနဲ့အမြဲတမ်းအသီးသီးတဲ့စိတ်နှံဆူပြီးတဲ့အပင်ဖြစ်လောကထဲမှာဖျက်ခင်တက်တည်ထူမယ်ဆိုတဲ့အရာလေးကိုမိင့ချင်ပါတယ်အားလုံးပေါ်မှာဖျက်ခင်တာရေကောင်းကြီးပြပါစေ